ဒီရပိုင်းတွေမှာကမ္ဘာနှံ့ကစိတ်ဝင်စားနေကြတဲ့အစ္စရေးနဲ့အီရန်တို့ကြားကပြည်ပခါဟာမြန်မာနိုင်ငံကလူမှုကွန်ရက်အသုံးပြုသူတွေကြားမှာလဲပေါ်လောရိုက်နေတာကိုတွေ့ရပါတယ်။စိတ်မကောင်းစရာတစ်ခုကတော့ဒီလိုသတင်းတွေထဲမှာသတင်းတူတွေကလည်းဖောင်းပွားမှုမြန်လို့ပြီးပါဝင်ပြန့်နှံ့နေတာပါ။စစ်လက်နက်ကြီးတွေပြည်နေတဲ့ရုပ်သက်ဖိုင်တွေလက်နက်ကြီးပုံတွေစစ်ဘေးရှောင်နေတဲ့ရုပ်သံတွေပါ။ဒါတွေကိုဉာဏ်ရည်တုနည်းပညာ AI နဲ့ဖန်တီးထားတာတွေရှိသလိုရုပ်သက်ဖိုင်အဟောင်းတွေကိုပြန်လည်ဖြန့်ဝေတာကိုလည်းတွေ့ရပါတယ်။ ။ဘာလို့ဒီလိုရေချမ်းမြေချားကပြိပခသတင်းသူတွေကိုမြမလူမှုကွန်ရက်ပေါ်မှာဒီလောက်အသေးအံဖြန့်ချိနေကြရလဲဆိုတာစဉ်းစားစရာပါ။အဓိကအကြောင်းရင်းတစ်ချက်တွေ့ရပါတယ်။ပထမချက်ကတော့ဆိုရှယ်မီဒီယာကပေးတဲ့ဝင်ဝင်ရရှိဖို့ပါ။ Facebook, TikTok, YouTube စသဖြင့်ကနေပေါ်ပြတဲ့ post တွေဟာ social media company ဘက်ကနေတတ်မှတ်မှုအမျိုးမျိုးတွေကိုကြော့ဖြတ်ပြီးဝင်ငွေဖန်တီးလို့ရတဲ့အစီအစဉ်တွေရှိနေတာပါ။ကိုယ့်ရဲ့ဖန်တီးမှုကိုလူကြည့်များလေဝင်ငွေများလေပါပဲ။ ဒါကြောင့်လူကြည့်များအောင်စိတ်လှရှားစီတဲ့ထိလေလျှောက်လေဖြစ်စီတဲ့ဒါမှမဟုတ်ဒီလိုဖြစ်နိုင်ခြေရှိတဲ့သတင်းတူတွေကိုတမင်ဖန်တီးပြီးဖြန့်ဝေနေကြတာပါဒါမှလည်းဝင်ဝင်များပါဘူးဒုတိယချက်ကတော့ဒီလိုစာမျက်နှာတွေအကောင့်တွေရဲ့တန်ဖိုးမြင့်တင်ဖို့ပါ like နဲ့ follower တွေအများကြီးရထားတဲ့အကောင့်တွေကိုပြန်လည်ရောင်းဖို့အတွက်ရည်ရွယ်ပြီးလူများစိတ်ဝင်စားတဲ့အကြောင်းအရာခေစားနေတဲ့အကြောင်းအရာထိလေလျှောက်လေဖြစ်ပြီးလူတွေရဲ့ခံစားချက်ကိုအလွယ်တကူရယူနိုင်တဲ့အကြောင်းအရာမျိုးတွေနဲ့ပတ်သက်ပြီးသတင်းတူတွေဖန်တီးဖြန့်ဝေနေကြတာပါ follower များလာတာနဲ့အမျှဒီဆာမျက်နှာတွေရဲ့တန်ဖိုးကလည်းမြင့်တက်လာပြီးစီးပွားဖြစ်ပြောင်းရောင်းလို့ရနေတာပါခုလိုသတင်းတူတွေပြန့်နှံ့တာဟာအကျိုးပြစ်တွေရှိပါတယ်။တိုးတောင်းတဲ့အချိန်တွေမှာဝင်ငွေအနှဲငယ်ရတာဒါမှမဟုတ်ဒီဆာမျက်နှာတွေအနှဲငယ်ကြော်ကြားလာတာမျိုးရှိနိုင်ပေမဲ့ရေရှည်မှာတော့စိုးကျိုးတွေအများကြီးရှိလာနိုင်ပါတယ်။သတင်းဖောင်းပွားမှုသတင်းတူတွေများပြားလာတဲ့အခါဘယ်ဟာကသတင်းတူဘယ်ဟာကအစ်စ်ဆိုတာခွဲခြားရခက်လာပါတယ်။ဒါကြောင့်ပြည်သူတွေကြားမှာတကယ်တည်တည်တိုက်တိုက်တဲ့သတင်းမှန်တွေကသတင်းတူတွေကြားမှာပျောက်ကွယ်သွားနိုင်ပါတယ်။သတင်းတူအစိတ်သိမ့်ခြင်း တာဝန်ယူမှုမရှိဘဲအမားယွန်းတွေကိုတမေရိကဖန်တီးဖြန့်ဝေတာဟာပြည်သူတွေကိုတရင်သူအစိတ်သင့်စေရတဲ့အတူတူပါပဲချက်လက်မှားတွေကိုအချိန်ချင်းမြင်တွေ့နေရတဲ့အခါတဖြည်းဖြည်းနဲ့ဒါတွေကိုအမှန်လို့ယူဆလိုက်နိုင်ပါတယ်ဒီလိုမှားယွန်းတဲ့အသိမြင်တွေအတွေးခေါ်တွေရရှိစေနိုင်ပါတယ်ယုံကြည်မှုပြပြခြင်းတရင်မှန်တွေကိုတင်ပြနေတဲ့သတင်းဌာနတွေနဲ့မီဒီယာတွေပေါ်ပြည်သူတွေရုံချီမှုယုံနဲ့သွားစီနိုင်ပါတယ်။နောက်ဆုံးမှာဘယ်သတင်းကိုမှမယုံတော့တဲ့အခြေအနေမျိုးရောက်သွားနိုင်ပါတယ်။လူမျိုးရေးဘာသာရေးယုံကြည်မှုပြဿနာ နောက်ဆုံးတစ်ခုကတော့လူမျိုးရေးနဲ့ဘာသာရေးယုံကြည်မှုပြဿနာပါတရင်သူတွေကနေတစင်အမုံတရားတွေလူမျိုးရေးဘာသာရေးအထူးကြုံတွေဖြစ်အောင်နှုတ်ဆော်တာတွေလည်းပါဝင်လာတာကြောင့်မြန်မာနိုင်ငံလိုတမိုင်းဆက်ဆက်ပဋိပက္ခပြဿနာတွေရှိပြီးသားဖြစ်တဲ့အခြေအနေမှာအလားတူတရင်သူတွေကိုပြည်ရင်းစစ်မှထဲသွင်းအသုံးပြုပြီးဖြန့်ဝေရာတွေဖြစ်လာနိုင်ပါတယ်။နေကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ဝင်ငွေရဖို့ဒါမှမဟုတ် like နဲ့ follower များဖို့အတွက်တရင်သူတွေဖန်တီးဖြန့်ဝေရာဟာတာဝန်မဲ့တဲ့လုပ်ရဖြစ်တယ်လို့လူဖွဲ့စည်းပေါ်မှာလည်းဆိုးရွားတဲ့တည်ရမှုတွေရှိစေပါတယ်။ ။ဒါကြောင့်စာဘတ်သူတွေအနေနဲ့ကိုဖတ်လိုက်တဲ့သတင်းတိုင်းကိုချက်ချင်းမယုံကြည်လိုက်ပါနဲ့အုံး။ဘသူကရေးတာလဲ။ဘယ်မီဒီယာကထုတ်တာလဲ။ယုံကြည်စိတ်ချရရလားဆိုတာကိုတိကျစစ်ဆေးဖို့လိုအပ်ပါတယ်။ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေကသတင်းတွေကိုပဲရယူဖို့တိုက်တွန်းလိုပါတယ်။သတင်းတူတွေကိုမဖြန့်ဝေမိခင်ဒီလိုရဲ့ကောင်းကျိုးဆိုးကျိုးကိုလည်းစဉ်းစားပြီးတာဝန်ယူမှုရှိတဲ့ social media အသုံးပြုသူတွေဖြစ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ချင်းတဲ့သတင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ ပြဖို့မယ်ဆိုရင်တော့ d.loi/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link နဲ့တကွာပြဖို့ပြဖို့မေတ္တာရက်ခံအပ်ပါတယ်လောကောမီဒီယာကိုဆက်လက်ကြည့်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။